ိုဒီနေ့2025ခုနှစ်ဒီနိုဝင်ဘာလ9ရက်နေ့မနေ့7ရက်နေ့ခွေးလောက်မှာဒီပုံနာကျွန်းမြို့နေထေးကဒီနေရာနှစ်ခုကိုဟိုအကျန်းဖက်ဖက်စစ်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာရှိပါတယ်။ဟိုပထမဒီဘုံကျဲတိုက်ခိုက်တဲ့ဖြစ်စဉ်ကတော့ဒီပုံနာကျွန်းမြို့နေရိုးတရုတ်ကျေးရွာကိုဟိုဂျက်ဖိုက်တာကနေဟိုဘုံနှလုံးကျေးရှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာ ဒီအပြစ်မဲ့အရသာပြည်သူ9ဦးတေဆုံးပြီးတော့9ဦးတန်ရရတာရှိပါတယ်။ဟိုနောက်ဘုံကျဲတိုက်ခိုက်ခံရတဲ့နေရာကတော့ဒီပုံနာကျွမ်းမျိုးနေအောင်ဖြူပြင်းရွာဖြစ်ပါတယ်။ဆိုတော့အောင်ဖြူပြင်းရွာကိုဘုံကျဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာတော့ဒီအမျိုးသမီးတူဒဏ်ရာရတာရှိပါတယ်။ဒီအကျံဖဲဖက်စစ်စစ်ကောင်စီဟာနော်စစ်မြေပြင်မှာသူတို့ဘက်ကအထီးထိပ်အကြဆုံးတွေများလာပြီဆိုလို့ရှိရင် မစင်းမြင်ပြင်ကအညိုတေးတွေကိုဟိုလက်စားရှည်တဲ့အနေနဲ့အပြစ်မဲ့ပြည်သူတွေနေတဲ့နေရာတွေကိုဥတည်ပြမထားပြီးတော့မှဒီဘုံကျဲတိုက်ခိုက်တပ်ချမှုတွေကိုတောက်လျှောက်ဒီလှုပ်လာတာဖြစ်ပါတယ်ဟိုဒါဟာအကျံဖဲဖဲစစ်စစ်ကောင်စီနေနဲ့ဟိုစစ်ရဇွားမှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်ဟိုဒီ ပြည်သူတွေအပေါ်မှာကျူးလွန်တဲ့စစ်ရဇမှုတွေအတွက်သူတို့အကြမ်းဖက်စစ်ကောင်စီအနေနဲ့ဟိုတာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ဟိုကျွန်တော်တို့ ULAA အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့အတွက်ကျွန်တော်တို့လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။